မတို့ချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ30ရက်10လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အကောက်ကခဏခဏဖြတ်ချခံနေရတာเนาะကျွန်တော်ဘာတင်တင်ကျွန်တော်ကြိုက်တာတင်ခဏခဏဖြတ်ချခံနေရတော့အစနေတိတ်ပြေးမနေဘူးပြေးမနေဘူးတိတော့ဘာညင်ညွတ်ဟိုဘာညင်းနေလဲတော့ကျွန်တော်မပြောရဘူးအဲ့တော့ညများလေး share ပေးဖို့လိုတယ်ညများလေး share ပေးပါလို့ကျွန်တော်ဒီနေရာနေပြီးတော့တောင်းဆိုပါတယ်ကြော်တစ်ခါမှအဲ့လို share ပါလို့မပြောဘူးဘာလို့ဆိုတော့အကောက်ပြတ်သွားမှာဆိုလို့เนาะအဲ့တော့သတင်းတွေနဲ့စမယ်သတင်းတွေနဲ့စမယ်ဆိုတော့ဒါစစ်ရှုံးတည့်ရက်လေးပေါ့เนาะစီး ဆက်ရှင်တရလီနဲ့ဒါတက်မလို့နဲ့ညီနိုင်ဆွေးနွေးမှု၉ချိန်မြောက်မှာအဆင်ပြေသွားတယ်၉ချိန်မြောက်မှာအဆင်ပြေဆိုတော့ဟုတ်တာကုမင်းမြို့မှာဒါ28ရက်နဲ့28ရက်နေ့ကဒါသူတို့ညီနိုင်ဆွေးနွေးမှုလုပ်တယ်ညီနိုင်ဆွေးနွေးမှုလုပ်တဲ့အချိန်မှာဒါတစ်ဖက်နဲ့တစ်ဖက်သဘောတူညီမှုရရှိသွားပြီးတော့အပြစ်ခတ်ရစေလက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်ရေးထိုးနိုင်ခဲ့ကြတယ်ဒါနဲ့ပတ်သက်ပြီးတော့ပြောချင်တာကကောင်းလားဆိုတော့လေကောင်းပါတယ်နော်ကောင်းလားဆိုတော့လေကောင်းတယ်မကောင်းလားဆိုတော့လေမကောင်း မကောင်းလားဆိုတော့မကောင်းကျွန်တော်ပြောရရင်နိုင်ငံရေးပါမှာဆိုလို့သိကြပါတယ်ကျွန်တော်မနေ့ကပုံစံမျိုးတာပြောလိုက်မယ်ဆိုလို့ရှင်တော့နိုင်ငံရေးတွေအများကြီးပါကုန်မှာနော်ဘာလို့ဆဲတာဆိုရပါပါကုန်မှာအဲ့တော့ထားဒီနေ့တော့ကျွန်တော်အေးစေးစေးနဲ့ဒါစိတ်တည်ငြိမ်ဆောင်နဲ့ပြန်ပြောပြမယ်အဲ့တော့အကြံပတ်တည့်ရလေကဒါတို့နောင်ချိုကြောင်မဲတီဘောနော်မန်တုံ PND မိုးကုတ်မိုးမိတ်နော်စားတဲ့ကြောပေါ့ကွက်ခိုင်စားတဲ့ကြောအားလုံးကိုတို့တွေနေမြထင်းချုပ်ဆင်ကဒီဆောက်တောင်းသားတွေခွေးတောင်းသားတွေဆောက်ကြီးဆောက်ကြီးပြောခဲ့တဲ့စကားရှိရဲ့ ဆောက်ကြီးဆောက်ကြီးပြောခဲ့တဲ့စကားရှိရဲ့အများကြီးပဲတကောင်နဲ့ဆောက်ကြီးဆောက်ကြီးတက်မလို့စော်ကပုတ်ခတ်တာလေနော်ပြီးရင်တက်မလို့နဲ့ဒါသူတို့နဲ့ညှိနှိုင်းဆွေးနွေးမှုလုပ်တဲ့ကာလတစ်လျှောက်လုံးမှာလေဒီကောင်နဲ့အပေါ်ဇီးရနေပြီးတော့ဆက်ဆံပြီးတော့ပြောဆိုတာလည်းရှိတယ်ပြောဆိုတာလည်းရှိတယ်အခုဒီကောင်နဲ့ဆစ်ရှုံးမှအခုဒီကောင်နဲ့ဆစ်ရှုံးမှတက်မလို့ကောင်းလေးငုံပြီးတော့ကျွန်တော်တို့မှားပါတယ်ကျွန်တော်တို့တနာပါငဲ့ညာပါဆိုတဲ့ဆောက်ရှုံးမှုလာလောက်တာလာလောက်တာအဲ့တော့တက်မလို့ကလူကြီးတွေလည်းနော်အပေါ်ပိုင်းကမောင်မင်းကြီးသားများလည်းနားလေခွလွတ်ပေးတယ်အနားလေခွလွတ်ပေးရမှာမဟုတ်ဘူးအဲ့မေလို့လို့အသေးပြင်းရမှာ အသေးပြင်းရမှာအဲ့ဒါမှဒီကောင်နေနောက်ဆိုနလမထောင်ရင်းမှာနောက်ဆိုနလမထောင်ရင်းမှာနော်အခုဘာဖြစ်လဲကျောင်းကပြက်ခက်ရစဲရေလုတ်ပေးလိုက်တော့ဒီကောင်နေစစ်ကိုအင်အားပြန်စုလို့ရတာပေါ့နော်အင်အားပြန်စုလို့ရအင်အားပြန်စုလို့ရပြီးသွားရင်ပြန်လုံးမှာပဲပြန်မလုံဘူးလို့ရောဘသူကအာမခံလဲဘယ်ကောင်အာမခံမှာတော့ဟုတ်လားဟုတ်လက်နက်ကန်လက်နက်ကန်စောက်ကျင်ကိုကျင်တာဖြစ်ပါတယ်လက်နက်ကန်လက်နက်ကန်စောက်ကျင်ကျင်တာပြောပြောကကိုကန့်နဲ့ကျွန်တော်တို့ဟိုအပြစ်ခက်ရစဲရေကာလာ မျက်ခက်ရစဲရေးသဘောတူညီမှုယူတဲ့အချိန်ကကျွန်တော်တို့ဘာမှမပြောခဲ့ဘူးကောင်းတယ်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်တို့ပြောခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့စစ်ကြီးငိမ့်တာပေါ့နော်သူတို့ကလည်းဒါသူတို့ရတဲ့ရထားရရကျင်တဲ့ရပိုင်ခွင့်တွေကိုသူတို့တောင်းတယ်ဒါတက်ကလည်းပေးနိုင်တဲ့အတိုင်းတာတစ်ခုကိုပေးတယ်ဒီလိုနဲ့ညှိနှိုင်းဆွေးနွေးမှုအောင်မြင်ခဲ့ကြတယ်ဒါကျွန်တော်လက်ခံတယ်အခု TLA နဲ့မှကြည့်ကြည့်လိုက်ပါနော် TLA နဲ့ကြည့်ကြည့်လိုက် TLA နဲ့ကျွန်တော်၉ချိန်တိတိညှိနှိုင်းဆွေးနွေးခဲ့ကြတယ်အခု၉ချိန်မြောက်မှမှအဆင်ပြေတာအဘာကြောင့်အဆင်ပြေလဲအဖြစ်အရှင်းရှင်းလေးကျွန်တော်ကကြောင်မဲတီဘောနောင်ချိုး အဲ့မျိုးတွေကိုတက်မတော်ကဒါအလုံးစုံထိုးစစ်ဆင်ပြီးတော့တင်ပိုက်ပြီးတယ်လို့ဒါသူတို့ရဲ့ဒီကိုပိုင်ဟိုကိုပိုင်ပြည်နယ်လေးပေါ့နော်ကိုပိုင်ပြည်နယ်လေးကိုဒါတက်မတော်ကလေချောင်းနဲ့ဘောက်အမြဲတမ်းတော့ဖွင့်ပြနေတော့ဒီကောင်တွေကဆင်းရတယ်ထိုးတဲ့တယ်ရှုံးနေလာတယ်ရှုံးနေလာတော့သူတို့တွေမထိန်ချုံနိုင်တော့ဘူးဆိုတာသိတဲ့အတွက်ဘာဖြစ်လဲအပြည့်ရက်ပေးပါကျွန်တော်တို့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးပါမယ်ဆိုပြီးတော့ငင်းငယ်လက်မထိုးလိုက်တာဖြစ်ပါတယ်နော်ငင်းငယ်လက်မတော့မဟုတ်ဘူးအပြည့်ခက်ရစေးလက်မထိုးလိုက်တာဖြစ်ပါတယ်နော်ဒါတို့တည်လီနဲ့တက်မတော်နဲ့ဟိုပါ ရက်ခက်ရက်စဲလက်မှတ်ထိုးရတယ်ပတ်သက်ပြီးတော့ရှင်းပြတာဖြစ်ပါတယ်နော်နောက်တစ်ခါတော့ကောင်းလားဆိုတော့ကောင်းပါတယ်ကောင်းလားဆိုတော့ကျွန်တော်တို့ဒါမီးငိမ့်သွားတာပေါ့နော်စင်မီးငိမ့်သွားတာပေါ့အစင်မီးငိမ့်သွားတာလက်ရှိတီအလီကဒါမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးမယ်ဒါဒီမိုးကုန်းနဲ့မိုးမိတ်ကိုဒီလာဆပြီးတော့ပေါ့နော်သူတို့ဖြည်းဖြည်းချင်းပြန်ဆုပ်သွားမယ်ဒီအိုင်နဲ့ထဲတော့သူတို့မဆုပ်နိုင်ဘူးဒါသူတို့ဖြည်းဖြည်းချင်းဆုပ်ခွာပေးသွားမယ်တက်မလို့စစ်ကြောင်းတွေတော့ရောက်တဲ့နေရာမှာရက်ပေးဖို့နော်သူတို့အနေနဲ့ဒါခေါင်းလေးဝင်ပြီးတော့တောင်းဆိုလာတာတွေ့ရတဲ့အတွက်ဒါ ူတို့တွေပြန်ဆုတ်နေပြီဒါမိုးမိတ်နဲ့မိုးကုတ်ကဒါဒေသခံပြည်သူတွေမကြခင်ကြည်မိုးမရွာပဲနဲ့မိုးကုတ်ကိုပြန်အားမှာဖြစ်ပါတယ်မိုးမိတ်ကိုပြန်အားမှာဖြစ်ပါတယ်နော်ကြည်မိုးမရွာပဲနဲ့တည်လေလက်ထဲရရှိကြတဲ့နှမျိုးဖြစ်ပါတယ်နော်အထိုနီးတို့ဆိုတာတည်လေနဲ့တက်နဲ့ဘာတွေထပ်ပြီးတော့ဆက်လိုက်ပြီးတော့ညှိနှိုင်းနေညှိနှိုင်းနေတဲ့မှာအဆင်ပြေသွားလဲဆိုလို့ရှိရင်ဒီတည်လေအနေနဲ့လက်ရှိမိုးကုတ်မိုးမိတ်ကိုတို့ပြန်ပေးမယ်ပြန်ပေးပြီးရင်တို့တဆင်ချင်းပြန်ထွက်ပေးမယ်တဆင်ချင်းပြန်ထွက်ပြန်ဘယ်နေရာထိထွက်မလဲဆိုတော့တို့ကုတ်ໄຂမှာဒါတို့ပြန်ဆုတ်ပေးမယ်ကုတ်ໄຂကိုလည်းဒါတို့နိုင်ငံတော်လက်ထဲကိုပြန်အပ်မယ် ။ဟာသူတို့အဲ့လိုဖြည်းဖြည်းချင်းဆုပ်ပြီးမယ်။စစ်ကိုတော့ရက်ပေးဖို့ဆိုပြီးတော့ဒါသူတို့တောင်းဆိုတယ်။ထိုနည်းလို့ဆိုတာဒီကိုယ်ခိုင်ကိုဒါဟိုလည်းဒါ MNND A ကိုကလက်နက်ကန်လည်းသူတို့ပြန်ဆုပ်ပြီးမယ်။အဲ့တို့နှစ်ဖွဲ့ဆုတ်ပေးမယ်ဆိုလို့ရှိရင်အဲ့မှာကြံနေတဲ့တစ်ဖွဲ့ပဲတစ်ဖွဲ့လေအကြံဘက် KIA ကြံမယ်အကြံဘက် KIA ကြံမယ်ဖြစ်တဲ့အတွက်အကြံဘက် KIA ကတော့အတုခံအောင်မယ်အတုခံအောင်မယ်အဲ့တော့မိဖုတ်ခံအောင်မှာမိဖုတ်ခံအောင်မှာဖြစ်ပါတယ်နော်အဲ့တော့ KIA နဲ့ဒါတက်နေလဲဒါညီနိုင်ဆွေးနွေးဖို့ သဘောတူညီမှုရရှိခဲ့ရရှိပြီလို့တော့သိရတယ်ဒါလက်ရှိသူတို့ညှိနှိုင်းဆွေးနွေးမဲ့နေရာကိုဒါညှိနှိုင်းဟိုကလုတ်တဲ့မြို့ပေါ့နော်မြို့ကိုဒါညှိနှိုင်းနေတာအဆင်မပြေသေးဘူးဖြစ်နေတယ်ဟောဒီ KIA ကလည်းဒါသူတို့ဒီဟိုကမှမြေကြီးနားမှာပဲပြေဆုံးညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့နော်ဒါတက်ကလည်းမြေကြီးနားကိုမလာနိုင်ဘူးလာစရာအကြောင်းမရှိဘူးနော်အပေါ်စီကဆက်ဆံပြီးတော့မင်းတို့ဟိုကလုတ်တယ်တကယ်ငင်းချမ်းကြီးလိုချင်တယ်တကယ်ငင်းချမ်းဟိုအပြစ်ခက်ရဲစဲချင်တယ်ဆိုနေပြည်တော်လာခဲ့နေပြည်တော်မှာငါတို့ညှိမယ် ်မင်းတို့လိုချင်တာကိုလည်းငါတို့ဖြစ်နိုင်ပေးမယ်ငါတို့လိုချင်တာကိုလည်းမင်းတို့ဖြစ်နိုင်ပေးအဲဒီလိုတွေညှိနှိုင်းမှုတော့ကိုသူတို့လက်ရှိညှိနှိုင်းမဲ့နေရာကိုညှိနေတာကိုညှိမြအောင်ဖြစ်နေတယ်အဲတော့နောက်ဆုံးသူတို့ပင်မျိုးမှညှိနှိုင်းမလဲဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရမှာပေါ့နော်ဒါဆက်ဆက်ပြီးတော့ပြောပြတာပါ KNI ပဲကြံခဲ့မယ်ကွက်ခိုင်ကိုလည်း KNI ကိုလည်းဒါတက်ကမောင်းထုံးမဲ့အနေထားမှာရှိတဲ့အတွက်ဒါတရလီရလည်းဒါကွက်ခိုင်ရနေပြီးတော့သူတို့ဖြည်းဖြည်းချင်းပြန်ဆုပ်ပေးမယ်ပေါ့ဟောတရလီကသူတို့ထိန်းချုပ်ဆိုးမှုထားတဲ့နေရာတွေမှန်သမျှအားလုံးကိုဖယ်ပေးရမှာဖြစ်ပါတယ်ဖယ်ပေးရမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ ပြည်လေထိန်းချုပ်ထားတဲ့မျိုးတွေအားလုံးကကြည်မိုးမိပါပဲနဲ့နိုင်ငံတော်လက်ထက်ပြန်ရောက်มาဖြစ်တဲ့အတွက်ဒါလည်းကောင်းတဲ့အကောင်းလေးတစ်ခုလိုပဲမြင်မိပါတယ်နော်နိုင်ငံတော်ကအကြီးကြီးတွေအနေနဲ့ကလည်းဒါကြည်မိုးမိရခြင်းတဲ့အတွက်လူတွေအသက်တွေတည်ကြည်ပြည့်စုံမှုတွေမဖြစ်ချင်တော့တဲ့အတွက်နော်စစ်ရှုံးတည့်ရလေရဲ့ခေါင်းဝင်ရှုံမှုကိုခေါင်းလေးညှိပြီးတော့လက်ခံပေးလိုက်တဲ့အနေအထားတစ်ခုမှတွေ့ရပါတယ်အဲ့တော့နောက်တစ်ခုဒါတက်ကတည့်ရလေလက်ထက်မှာရှိတဲ့ဒါစစ်တုံးမချိုးကိုလည်းပြန်တောင်းထားတယ်လို့ကျွန်တော်တို့သိရတယ်ဟောဒါတည့်ရလေရဲ့လည်းသူတို့ပြန်ပေးမယ် တို့ရဲ့ data တွေကိုပြန်ပေးမယ်သူတို့တက်ကတောင်းတာမှန်သမျှကိုသူတို့အတက်နိုင်ဆုံးသူတို့ဖြည့်ဆည်းပေးမယ်ပေါ့ဖြည့်ဆည်းပေးမယ်ဒါသူတို့အပြည့်ရက်ပေးဖို့ပဲဒါ TLA ရတော့တောင်းဆိုထားတာဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင် TLA နေနဲ့သူတို့ဘယ်လောက်စစ်ရှုံးနေဆိုတာရန်ကြီးသိတာပါတယ်အဲ့တော့မိုးကုတ်ကတော့လုံးဝဟောင်းလောင်းကြီးပဲကြံနေတာပါနော်ဟောင်းလောင်းကြီးပဲကြံနေတယ်ဘာလို့ဟောင်းလောင်းကြီးပဲကြံနေရလဲဆိုတော့ဒါအကြံပတ်တရနေနဲ့သူတို့စစ်ရှုံးနေစစ်ရှုံးနေတော့သူတို့ဒီဝါးစီကနေပြီးတော့သူတို့ချီးထားတဲ့စစ်သုံးစီချီးထားတဲ့ ငွေတွေကိုဒါဘီလီယံနဲ့ချီပြီးရောမှာဖြစ်တဲ့အတွက်တို့ဒီမိုးကုတ်မှာရှိတဲ့ကြောင်မြေရေတနာတွေအားလုံးကိုဒီကောင်နေရတဲ့နေရာနဲ့အကုန်တူးဖော်သွားပြီတူးဖော်သွားရခွန်မဲကြံတော့လေဒါတရလေးနဲ့ဆက်ဆက်ပြီးပြောပြတာဖြစ်ပါတယ်အဲ့တော့တရလေးကဆုပ်ပြီးမယ်မန်ပီဒီအက်တီကတော့တို့ရသလောက်ကိုတို့ထိန်းချုပ်ထားတဲ့နေမြေတွေမှန်တယ်များတို့ဟိုကောက်ခဲမယ်ဆိုပြီးတော့ဒါမန်ပီဒီအက်ကဒါထုတ်ပြန်လာတာတွေ့ရတယ်မန်ပီဒီယာအဖွဲ့ကိုလည်းကျွန်တော်ပြောချင်တာတစ်ခုကခွေးလေးခုံလို့ဖုံမထားပါဘူးเนาะခွေးလေးခုံလို့ဖုံမထားဘူးအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ ခွေးကြီးဖုံလာတော့ခွေးကြီးခုံလာတော့ဖုံမထားပဲနဲ့အခုနှောင်ကွဲပြီးတော့သူ့နေရာသူ့နေရာမှန်ကိုပြန်သွားပြီခွေးလေးဆိုရင်တော့တက်ကရိုက်တက်ပြီးတော့ဆွတ်ပြုတ်လောက်တောက်ပြလိုက်မယ်ဆွတ်ပြုတ်လောက်တောက်ပြလိုက်မယ်အဲ့တော့မန်ပီရီယဆိုတာကခွေးတတာပဲရှိတာခွေးတတာပဲရှိတာနော်သူများကြွေးမှစားရတဲ့ဘဝနော်သူများအသားတွေစားလို့သူတို့ကအယိုးကပ်ရတဲ့ဘဝဖြစ်တဲ့အတွက်နော်မန်ပီရီယကရောသူတို့ဘယ်လောက်ထိသူတို့ဒီနေရာကြီးကိုဘယ်လောက်ထိချုံနိုင်မလဲဆိုတာစဉ်းစားကြည့်ပီရီယဆိုတာကညောမြန်မာနိုင်ငံမှာခွေးဆင့်တတာပဲရှိတယ် ခွေးစင်တတာပဲရှိရယ်အန်ယူဂျီတွေကတော့ကောင်းစားလို့နော်ဘီတွေကတော့ကောင်းစားလို့မြေပြင်မှာဆက်တိုက်နေတဲ့အကြမ်းမဲ့ပီဒီအာတွေကတော့ခွေးစင်တတာပဲရှိရယ်ဘာဖြစ်လို့လဲဆိုတော့ခွေးရမနော်အိမ်အိမ်မှာမွေးတဲ့ခွေးဆိုလို့ရှိရင်တယူတရားနဲ့ခင်ဗျအသားနဲ့ငါးနဲ့နော်ထမင်းကိုစပယ်ရှယ်စားရသေးရယ်အခုအဲမန်ပီဒီအာဟိုမန်ပီဒီအာမဟုတ် PDF ဆိုတဲ့ကောင်တွေကခွေးခွေးတော်မှာသူတို့ထက်တာရင်တောင်းမယ်ဘာလို့လဲသူတို့မှာတော်ထဲမှာအိတ်တော်ထဲမှာစားတော်ထဲမှာဖြစ်တယ်လို့နေနော်တော်ထဲမှာဖြစ်တယ်လို့နေပြီးတော့ရှူရှဲလေးတစ်ထုံးနဲ့ပြီးရင်ပြီးသွားတာပဲ ော်တခါလေထမင်းမစားပဲရေတောက်ဘိုင်းမောက်အေးရတဲ့ကောင်နေနော်အဲ့တော့သူများအယိုးသူများစားပြီးသားအကျွမ်းကျန်အယိုးကိုကြိုက်စားရတဲ့တလိမ့်ဆန်တွေဖြစ်တဲ့အတွက်ဒီကောင်လေးကခွေးဆင်တတာပဲရှိပါတယ်နော်ခွေးဆင်တတာပဲရှိရဲ့ PDF တွေကဒါကြောင့်မလို့ PDF တချို့ဒါညီငယ်ညီငမငယ်တွေအကိုအမရဲ့ PDF တွေအမြင်မှန်ရတဲ့မီမဖြစ်နိုင်တော့တဲ့လမ်းကြောင်းကြီးကိုဆက်ရှောင်နေရင်လမ်းမအေးဘယ်ရောက်နေမှာဖြစ်ပါတယ်လက်ရှိနိုင်ငံတော်လုပ်ပေးမယ့်ရွေးကောက်ပွဲမှာဒါပူပေါင်းပါဝင်ပြီးတော့အလင်းဝင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကြီးကောင်စားကြီးတော်ကိုအားလုံးပူပေါင်းပါဝင်ပြီးတော့ အမြင်မှန်ရသိမိလို့ပဲမက်ဆေ့ပေးကြပါတယ်လက်ရှိတာမန်ပီရက်တရဲ့ဒါဟိုပါပေါ့ထုတ်တယ်စာသူတို့သူတို့ထိန်းချုပ်ထားတဲ့နေမြေတွေကနေပြီးတော့သူတို့အတက်နိုင်ဆုံးကာကွယ်သွားမယ်ဆိုပြီးတော့ဒါထုတ်ပြန်လာတဲ့စာကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်เนาะအဲ့တော့မန်ပီရက်တွေကဘယ်လောက်ထိထိန်းချုပ်နိုင်မလဲဆိုတာစောင့်ကြည့်အောင်စောင့်ကြည့်ရမယ်အဲ့တော့ခွေးလေးခုံလို့တော့ဖုံမထားဘူးဆိုရဲအကြောင်းလေးတော့ထည့်ပြပြလိုက်ပြန်စီနောက်ခါတော့ဒီကချင်ပြည်နယ်ဘက်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေကပြင်းထန်နေတယ်ပြီးရင်ဒီကရင်ပြည်ကြားပြည်နယ်ဘက်မှာလည်းဒါတိုက်ပွဲတွေကဆက်လက်ပြီးတော့ပြင်းထန်နေတယ်အဲ့တော့ တိုက်ပွဲကတော့နေရာတော်တော်များများမှာဖြစ်နေရဖြစ်တဲ့အတွက်ဒါတိုက်ပွဲလေးတော့ဖြစ်နေရရှိတယ်ဒီရခိုင်ဘက်မှာလည်းဒါဟိုတိုက်ပွဲတွေကတောက်လျှောက်ဖြစ်နေတယ်အဲ့တော့လက်ရှိရှမ်းမြောက်တခွန်ကတော့ပြည်ပြည်ဆိုင်အောင်အေဂျင့်တို့မဲ့ကာလာဖြစ်တဲ့အတွက်တက်မတော်စစ်ကြောင်းနေလေဒါရောက်တဲ့နေရာမှာရက်ထားပြီအဲ့တော့မကြခင်ရခိုင်ရခိုင်ဖင်ကောင်းကျယ်နေတဲ့အေအေထွန်းမြက်နိုင်ထမင်းဝအောင်စားပြီးတော့ဘယ်နိုင်ငံကိုထွက်ပြေးသွားမလဲဆိုတာမကြခင်ကျွန်တော်ပြည်သက်တွေနားဆင်ရတော့မှာဖြစ်ပါတယ်နော်အဲ့တော့ရခိုင်ထွန်းမြက်နိုင်ကတော့ ထမင်းဝအောင်စားပြီးတော့ဘယ်နိုင်ငံကိုထွက်ပြေးသွားမလဲဆိုတာစောင့်ကြည့်တော့မယ်ကာလာကိုရောက်ပြီးတက်က DLA နဲ့လည်းဒါအပြစ်ခတ်ရဲစဲကြီးကိုသဘောတူလိုက်ပြီးဖြစ်တယ်လို့ဒါကိုကတ်နဲ့လည်းသဘောတူညီမှုယူထားပြီးဖြစ်တဲ့အတွက်ရှမ်းမြောက်တခွန်တော့ကတော့ဒါစိတ်ချရတဲ့နေသားတွေမှာရှိနေပေမဲ့တစ်ဖက်ကဒါရမ်ဘတ် A တွေကိုတော့ခွေးမောင်းတယ်လို့မောင်းထုတ်တော့မယ်ကာလာကိုရောက်နေပြီးဖြစ်တဲ့အတွက်မကြခင် A ထွန်းမြတ်နဲ့ဥဆောင်တဲ့အချမ်းဘတ် A တွေဘလို့တွေအသေးဆုံးနဲ့တင်မလဲထွန်းမြတ်နိုင်ပါထွန်းမြတ်နိုင်ဦးစီးပြီးတော့ဘယ်ကောင်းနေဘလို့ဘယ်နိုင်ငံကိုထွက်ပြေးသွားမလဲဆိုတာ မကြခင်နားဆင်တော့မယ့်ကာလဖြစ်ပါတယ်နော်နားဆင်တော့မယ့်ကာလဖြစ်ပါတယ်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်မြတ်ပြည်သူတွေတည်ပြီးသားဖြစ်တဲ့အတွက်နော်အမှုပညာရှင်၃ဦးကိုဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လှောင်တယ်လို့ပြောင်းတယ်လို့လုပ်တဲ့အတွက်လက်ရှိအရေးယူခြင်းကိုခံနိုင်ရပြီဖြစ်ပါတယ်ဒါအဲ့အမှုပညာရှင်တွေကတော့ဒါကျွန်တော်မြတ်ပြည်သူတွေတည်ပြီးသားဖြစ်တဲ့ဒါရိုက်တာမိုက်တီနော်ဒါနာမိုက်တီရဲ့ရိုက်ချက်ဆိုတာကျွန်တော်မြတ်ပြည်သူတွေခြေဦးရတယ်ခြေဦးမှာပါနော်ဒါရိုက်တာမိုက်တီမိုက်တီကဒါကျွန်တော်ဒီစီရီယံမှာလည်းသူတို့ပါဝင်တယ်ဒါ သွေးသွေးနှိုးဆော်မှုတွေမှာဒါပူပန်းပါဝင်နေတဲ့သူ့ကိုဖမ်းဆီးချုံနှောင်ခဲ့တယ်ဒါ2020နှစ်မှလားမသိဘူးเนาะသူ့ကိုဒါနောက်တစ်ချိန်ဒီလိုမျိုးဖြစ်စဉ်မျိုးထပ်ဖြစ်ရဒီအမှုပါပါရမယ်ဆိုပြီးတော့ကျတော့သူ့ကိုချမ်းသာဝင်ပေးလိုက်တယ်ဒါထောက်ခွင့်ပေးလိုက်တယ်ထောင်ထဲနေပြီးတော့အခုဒီချိန်ထပ်မပါဝင်လာတာဖြစ်တဲ့အတွက်သူကထောင်ထမ်းဆန်ရမယ်တတိစာပုံကူဖြစ်ပါတယ်เนาะတတိစာပုံကူဖြစ်ပါတယ်မိုက်ဒီကတော့နောက်တစ်ခါတော့မနေ့တနေ့ကမှပေါက်ဖွားလာတဲ့เนาะဟာသလို့လို့ဘာလို့လို့နဲ့ဒါသူတို့နဲ့အတူပူပေါင်းပြီးတော့ ဟိုဟာသားတွေရိုက်တဲ့တွက်လက်တို့ဘာတို့တော်မှနော်ကိုတွက်လက်တို့တော်မှဒီလိုမျိုးတွေမလုပ်ဘူးဒီကောင်ဖိန်ထရပြီးတော့ကျတော့ဘာရီထဖိန်ရလဲတော့မသိဘူးနော်သူ့ဟာသားတွေလည်းကျွန်တော်တို့ကြီးပြစ်ပါတယ်နော်ဘာရီထဖိန်ရလဲမသိဘူးအဲ့တော့အုံတိုင်းအုံတိုင်းလည်းထောင်နှန်းဆန်းတော့မှဖြစ်ပါတယ်နော်ထောင်နှန်းဆန်းတော့မယ်အဲ့တော့သူများရောသူများရောတိုင်းရောရောင်ပြီးတော့လုတ်လိုက်တာအခုတော့သူ့မိသားစုလည်းအင်ဂျင်ရန်ကြီးပြတ်တယ်သူကိုယ်တိုင်လည်းထောင်နှန်းဆန်းရပါတယ်နော်အဲ့တော့အုံတိုင်းပြီးရင်နောက်တစ်ခါတော့ဒါကြော်ဝန်းထွက်ပေါ့ တုံးထွက်တာကျွန်တော်ငငယ်ကကြည့်ဘူးတဲ့ဒီကောင်ရဲ့ဇကားတွေကိုနော်တော်တော်များများကြည့်ဘူးတဲ့အခုလေအခုနောက်ပိုင်းလေးကျွန်တော်ကြည့်ပြပါတယ်နော်သူလည်းအခုတော့ထောင်နှားစာမှာဖြစ်ပါတယ်နော်ဒီနုပညာရှင်သုံးကတော့ဒါရွေးကောက်ပွဲကိုလောင်တယ်လို့တေရော်တယ်လို့လုပ်တဲ့အတွက်ဒါဖန်ဆီးချုံအောင်ခြင်းကိုခံနိုင်ရပြီဖြစ်ပါတယ်နော်ဒါလေးလည်းကျွန်တော်ထည့်ပြောပေးခဲ့တယ်နော်နောက်တစ်ခါတော့အကြံပတ် PDF အနေနဲ့နော်ခွေးချစ်ခွေးချန်ကြံပြီးတော့ဖြက်စီးနေရရှိပါတယ်နော်တရားဆောက်တော့လည်းသူတို့မပါဘူးလန်းခင်းတော့လည်းသူတို့မပါဘူးဟို ဘာလို့လို့သူတို့မပါတဲ့ဟာတွေကဖြက်စီးတဲ့နေရာမှာတော့သူတို့ပဲဖြက်စီးတဲ့နေရာမှာတော့သူတို့ပဲအခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့တရားတော်တော်များများကိုဒီအုပ်စုတွေပဲဖြက်စီးနေတာအဲ့တော့စောက်ဖွားကြီးဒေါန်သစုကြီးဦးဆောင်တဲ့ NLD ပါတီရဲ့တာသမီတွေဖြစ်တဲ့ဒါအကြမ်းဖက် PDF တွေနော်သူတို့ပဲဖြက်စီးနေတာဖြစ်ပါတယ်သူတို့ပဲဖြက်စီးနေအဲ့တော့ကျွန်တော်မြန်မာနိုင်ငံဘယ်လိုလို့တိုးတက်တော့မှာလဲကျွန်တော်မြန်မာနိုင်ငံဘာလို့ဘယ်လိုလို့တိုးတက်တော့မှာလဲကျွန်တော်ပြောတာစစ်ဖြစ်တယ်ဖြစ်မင်းတို့လည်းယောက်ျားသူလည်းယောက်စစ်တက်လည်းယောက်ျားယောက်ျားယောက်ျားချင်းတိုက်တာဘာမှမဖြစ်ဘူး နော်မင်းတို့ဥရဲ့မင်းတို့တတ်ငါတို့ဥရဲ့ငါတို့တတ်ဒီလိုသွားမှာအဲ့တော့ပြည်သူပိုင်းလန်ဒရာတွေချိုးဖို့ပြည်သူပိုင်းစာအုပ်တွေမေးရှို့ဖြတ်စည်းဖို့ပြည်သူတွေသွားလာနေတဲ့လမ်းကြောင်းကိုမိုင်းထောင်ဖို့ဟိုတိုင်မိုင်းတွေတိုက်ဖို့ဆိုတာကမင်းတို့အကြမ်းဖက် PDF တွေရဲ့မင်းမကျင့်မင်းမကျင့်လောက်ရက်လားလို့ကျွန်တော်ဒီနေရာနဲ့မေးလိုက်ပြတယ်ဒါဆိုရင်မင်းတို့ယူဟိုမင်းတို့လေးယူနီဖောင်းဝတ်ထားတာပါပဲနော်မင်းတို့လေးယူနီဖောင်းမဝတ်တော့နဲ့အရွယ်ဝယောက်ျားလေးဝတ်စုံနေမဝတ်တော့နဲ့ထမိန်ပတ်ထားလိုက်အေးပါမင်းတို့ထမိန်ပတ်ရင်ပတ်မှာပေါ့ဘာဖြစ်လို့လဲဆိုတော့မင်းတို့ဒေါ်သန်းစုကြည်ရဲ့အောက်ကဟာတောင်မှမင်းတို့ရှူရှိုက်နန်းနေသေးတာပဲ ။မင်းတို့ထမိန်ပတ်တာတော့မဆမ်းပါဘူးနော်။ထမိန်ပတ်တာမဆမ်းပါဘူး။မင်းတို့က6တွေ6တွေနော်။ယောက်ျားမဆန်တဲ့ကောင်တွေ6တွေ။အဲ့တော့6တွေက6လိုပဲသွားတာဖြစ်ပါတယ်နော်။6တွေကတော့ဖင်ချခံရတာများတယ်။ဒီကောင်တွေကလောက်ရတယ်ဆိုတာမရှိဘူး။ဒီကောင်တွေပဲခံရတာများတယ်နော်။အဲ့တော့မင်းမကြီးမင်းမကြီးမကြံမင်းနဲ့စစ်တိုက်တယ်ဆိုရင်စစ်စစ်ချင်းပဲတိုက်ပါ။ပြည်သူပိုင်အဆောက်အဦတွေမီးရှို့စရာမလိုဘူး။လန်တရားတွေဖျက်ဆီးစရာမလိုဘူး။ပြည်သူပိုင်သွာလာနေတဲ့လမ်းတွေကိုမိုင်းထောင်ကြအောင်မရှိဘူးလို့ကျွန်တော်ဒီနေ့ကနေမဆိတ်ပြလိုက်ပြသည်နော်မဆိတ်ပြလိုက်ပြသည် တော့အရန်ကြီးလည်းမင်းတို့တွေအရန်လောင်မနေနဲ့တရလီရဲ့သူ့အကြောင်းသူသူသိလို့ပြန်ဆုတ်သွားပြီဖြစ်ပါတယ်နော်မင်းတို့တိုင်းရင်းသားလက်နက်ကင်ဆိုတာကသူတို့တွေနိုင်လို့ရှိရင်မင်းတို့ကိုပူပေါင်းပြီးတိုက်မယ်သူတို့ရှုံးရင်မင်းတို့ထားခဲ့ပြီးတော့သူတို့ကသူတို့နေရာမှာကိုသူတို့ပြန်သွားမယ်ပြန်သွားမယ်ဒါအောင်မင်းတို့နားလည်ဖို့လိုတယ်မင်းတို့ရဲ့ဒါအကြမ်းဖက် PDF နော်ပြည်သူ့ကာကွယ်ရေးတပ်လို့မင်းတို့ခေါင်းစဉ်တက်ထားတာတွေမကြခင်မျိုးတုံးတော့မှာဖြစ်ပါတယ်နော်မျိုးတုံးတော့မယ်ဒါကြောင့်မလို့မင်းတို့အမြင်မှန်ရပြီးတော့နော်မသိခင်မှာအလင်းလောင်ဝမို့ဒီနေရာကနေပြီးတော့ထပ်မှန်ပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပေါင်းဝေးပါ